မင်္ဂလာမနက်ခင်ပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလာပိတာညွှန်ကြားမှုစီဌာနမှာ2025ခုနှစ်စက်တင်ဘာလ28ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာပိတာသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲအချိန်တိုက်ထွန်ရရှိခဲ့တဲ့အနိုင်ဆုံးဘူးချိန်များမှာနေပြည်တော်မှာ 25°C ရဲ့ 89°F ရန်ကုန်မြို့မှာ 24°C ရဲ့ 85°F နဲ့မန္တလေးမြို့မှာ 26°C ရဲ့ 89°F တို့ဖြစ်ကြပါတယ်။ တိုင်ဖုန်းမုန်တိုင်းဘူအလိုက်ချင်းနေတဲ့ဒီကနေ့မနက်မြန်မာစံတော်ချိန်9နိုင်ခွဲချိန်တိုက်ထွာကြများရတောင်မြောက်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းဘူအလိုက်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားလဲရှိပြီးဆက်လက်တည်ရှိနေပါတယ်။အဆိုပါတိုင်ဖုန်းမုန်တိုင်းဘူအလိုက်ဟာအနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးဒီကနေ့ညပိုင်းမှာ PNN နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကို တိုင်ဖုန်းမုန်တိုင်းဘူအလိုက်ဖြစ်ဖြစ်၎င်း29ရက်9လ2025ရက်နေ့မှာ ၊ BNN နိုင်ငံနဲ့လာအိုနိုင်ငံနဲ့စက်တို့ကိုအပူပိုင်းမုံတိုင်းဘူအလိုင်းအဖြစ်ဖြင့်၎င်း၃၀ရဲ၉လ၂၀25ရဲ့နေမှာလာအိုနိုင်ငံကိုအပူပိုင်းမုံနိုင်ငံအဖြစ်ဖြင့်၎င်းဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့မနက်၆နာရီခွဲအချိန်မိုးလီဝတ်သားဂျိုတို့မှဖမ်းအောင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်တို့မှာတိမ်တင့်တင့်မှတိမ်တူတက်နေပါတယ်။မြန်မာနိုင်ငံပုံမှာကတော့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး AR ဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတို့မှာမိုးရိပ်တောင်များဖြစ်ထွန်းမှုအကောင်းရရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားရနေရတဲ့ကြောင့်မှမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတစ်ချုံခြင်းမိုးကြိုးပြခြင်းလက်စည်းလက်ချင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလီဝတ်တာဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါတယ်။ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်အထင်တင်မှာတိမ်ထူထပ်နေရကိုတွေ့ရပါတယ်။ပင်ကလာပင်လယ်အခြေအနေမှာကပ်လီပင်လယ်ပင်နဲ့ ်ပင်္ဂလာပင်လယ်အောင်တောင်ပိုင်းတို့မှာမုတ်တုံလေးအားကောင်းနေပြီကျန်မင်္ဂလာပင်လယ်အောင်မှာမုတ်တုံလေးအားတည်တည်ရှိနေပါတယ်မြမပင်လယ်ပြင်မှာမြမကံဝဲတလျှောက်နဲ့ကံလုံးပင်လယ်ပြင်တို့မှာတခါတည်းရန်မိုးသက်လေးပြင်းများကြရောက်ပြီးလမ်းကြည့်နိုင်ပါတယ်မိုးသက်လေးပြင်းကြခြင်းရေပြင်းပြင်းပြင်းလေးအားတနအိုင်ကိုမိုက်30ထိတိုက်ခတ်နိုင်ပါတယ်လိုင်းမြမမြမကံဝဲတလျှောက်နဲ့ကံလုံးပင်လယ်ပြင်တို့မှာဆယ်ပြီးမှဆက်နပြီးကံရှိနေပါတယ်ဒီကနေ့ညနေထိခံမှန်းကြများနေတဲ့ကတော့ရခိုင်ပြည်နယ် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကြကြင်ကချင်ပြည်နယ်စကိုင်းတန်းဒေသကြီးမန္တလေးတန်းဒေသကြီးနဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာနေရာစစ်စစ်နဲ့ချင်းပြည်နယ်မကွေးတိုင်းဒေသကြီး နေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းပဲခူးတိုင်းဒေသကြီး အေရော်တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံ့ပြားမှုတချုံရပြီးမကွေးတိုင်းဒေသကြီးအေရော်တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရောက်ပြီးမူကြီးနိုင်ပါတယ်။နေပြည်တော်နဲ့ညီတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ချိန်နှစ်ချိန်တစ်ချုံရွာပါမယ်။အမြင့်ဆုံးမူကြီးမှာ32ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်ညီတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခံမှန်းချက်မှာလေမိုးတစ်ချိန်နှစ်ချိန်တစ်ချုံရွာပါမယ်။အမြင့်ဆုံးမူကြီးမှာ32ဒီဂရီဆက်စီရဲ့88ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ မန္တလေးမြို့နယ်နေတော်အိုက်တွင်ဒီကနေ့ညနေထိမိုးလီဝတ်သားအခြေအနေခံမှန်းချက်မှာနေဟောက်ကွာကြားမိုးထချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆယ်စီယက်63ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်အနေနဲ့ကတော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေးပိုင်းနေပြည်တော်ပဲခူးတိုင်းဒေသကြီးကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးပူလာနိုင်ပါသည်။ရှေးကြီးမှုချင်းနေတဲ့တွင်ဒီကနေ့မနက်မြန်မာစံတော်ချိန်6:00ခွဲအချိန်တိုက်တော်ကြရာ စစ်တောင်းမြေဟာတောင်ကုန်းမြို့မှာစိုးရင်မှတ်ထက်သို့ပေဝက်ခန့်ကျော်လွန်နေပြီးနောက်တရက်အတွင်းသုံးလက်မခန့်မြင့်တက်လာနေကရင်းမြို့ရဲ့စိုးရင်မှတ်ထက်ဆက်လက်တည်ရှိနေပါတယ်ဒီကနေ့မနက်မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုက်ထွာကြရာစစ်တောင်းမြေဟာမာတောင်မြို့မှာစိုးရင်မှတ်ထက်သို့တပေခန့်ကျော်လွန်နေပြီးနောက်တရက်အတွင်းနှစ်လက်မခန့်မြင့်တက်လာနေကရင်းမြို့ရဲ့စိုးရင်မှတ်ထက်ဆက်လက်တည်ရှိနေပါတယ်သူဖြစ်ပါ၍တောင်ကုန်းမြို့နယ်နဲ့ မားတော်မျိုးအတွင်းရှိမြေကန်အနီးနဲ့မြေနိပ်ပိုင်နေထိုင်သူများအနေဖြင့်ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားနိုင်မယ့်သတိပေးနှုတ်ဆွန်အပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာပိတာသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကြမ်းမှချမ်းသာကြပါစေရှင်။